မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာတီဟာထိတ်တင်စောရေးသားထားတဲ့ဂမ်ဘီယာချစ်ဇလန်ဆိုတဲ့ဇလန်လေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာနားဆင်ခံစားကြကြပါအောင်ခင်ဗျာ ကျွန်တော်မိန်းကလေးတယောက်ကိုဆွဲလန်းနေမိပြီဗျာ။မိတ်ဆွေဖြစ်သူကိုဦးကရဲ့စကားကကျွန်တော်အကြီးအကျယ်အာတင့်သွားစေပါတယ်။သူ့တက်က45နှစ်ခန့်ရှိပါပြီ။တမိတယောက်ဖခင်မဟုတ်ဘူးဖြစ်ခြင်းကြောင့်သူ့စကားကိုအံ့ဩရခြင်းမဟုတ်ပါ။သူနဲ့ကျွန်တော်ကအလွန်ရင်းနေတယ်။မိတ်ဆွေဆိုတော့လေညီအကိုလိုခင်ကြတယ်။တယောက်ကြောင့်တယောက်အစင်းသီးလည်းဖြစ်တယ်။တိုင်ပင်စရာရှိရင်လည်းပုံမှန်လည်းရှိတယ်။သူဟာအိမ်တော်ကြီးကံမကောင်းခဲ့ ကျွန်တော်ကအသက်23နှစ်မှာအိမ်ထောင်ကြတယ်။သူအိမ်ထောင်မကြသေး။နောက်တစ်နှစ်ကြာကြာမှမိန်းကလေးတစ်ဦးနဲ့သူဆုံတယ်။ချစ်သွားကြတယ်။ချစ်ကြသည်မှာကျွန်တော်တို့အားကြစရာသူမဟုတ်မနာလို့စရာပဲဖြစ်လေတယ်။တဲတဲလို့ဖြစ်ကြတယ်။ဂယုဆိုင်ကြတယ်။ကျင်နာကြတယ်။ထို့နောက်မှာတော့သူ့မိဘများရဲ့ခွင့်ပြုချက်ဖြင့်သူတို့နှစ်ဦးလက်ထပ်လိုက်ကြတယ်။သူ့အမျိုးသမီးရဲ့နာမည်မှာမြတ်တက်နှင်ဖြစ်တယ်။အသားဖြူဖြူ ွယ်တွယ်လှလှအရက်မောင်းကိုနေဟန်ထားလှလှမျက်နာချူးမြမြနဲ့လှပါချစ်ခင်စပွဲကောင်းသလောက်မနှောလဲဖြူတယ်ကိုအောက်ကပေါ်မှာချစ်တာကလည်းမပြောနဲ့လိန်ပါပြီမရဝတ်တရားကြည်ပုံတာကလည်းမပြောနဲ့ခမရတို့လင်မယားကတော့အားကြစရာပဲဗျာအများကသူတို့ကိုဒီလိုပြောကြချီးကျူးကြတယ်သူတို့ရဲ့အိမ်တော်သက်တမ်းတစ်နှစ်ကျော်ပြီနောက်မြတ်တန်နှင်းမှာကိုဝင်ရှိလာတယ်ကိုဝင်ရှိလာတဲ့ပြည့် ကိုဦးကကမြတ်တန်နေကိုဂယုဆိုင်ကျင်နာဒီမှာလဲစိုးပွဲမရှိပြန်တခါတရံအကျင်နာပိုလွန်းတဲ့ဖြစ်ဘေးလူတွေကပဲမျက်စိနှောက်ရတယ်ကိုဦးကရဲ့မိခင်ကြီးကပဲဟဲ့အုတ်ကနေဟာကပိုလွန်းလာတယ်ငါအမေတယောက်လုံးရှိပါတယ်ဟဲ့ငါကလိုအပ်တာလောက်ကန်ပြီးမှာပေါ့နေမှာကအလောက်တစ်ဖက်နဲ့လို့ပြောယူရလေဟာမေရလဲကျွန်တော်မိမအောင်ကျွန်တော်ချစ်လို့ဂယုဆိုင်တာပဲဟာ ကိုကကရဲကြဲကြဲဖြင့်ခြေဖစကားစူတတ်တယ်။မြတ်တန်နှင်းကတော့ဘာမှမပြောရှက်ပြုံးကလေးဖြစ်သား။သူများတွေလည်းချစ်လို့ယူကြတာပါပဲ။ဟဲ့နင်တို့ကြမှာကျွန်တော်တို့ကသူများနဲ့မတူဘူးအမေ။ငါ့ဖြစ်ရင်ဒကိုင်းနေနားကျင်နေဘဝစတိုင်ပေါင်းကြမယ်လင်မယား။အေးပါတော့အေးပါအဖေအမေထပ်ပူချစ်တယ်ဆိုတော့ကိုကူမမတွေကိုအုပ်ကတော့လင်မယားအရင်အပြုံးနေဖြစ် မွေးလာတော့သမီးကလေးဖြစ်တယ်။သမီးကလေးကလည်းဖြူဖြူဆော့ဆော့တလုံးတစ်ခဲချစ်ချင်စရာဖြစ်တယ်။ကိုဩကတို့မြတ်တန်နေတို့ချစ်မွားအဖိုးတွေအဖွားတွေလက်ကမချကျွန်တော်တို့ပင်လည်းမချီမပိုးမနှမ်းမရှုပ်ပဲနဲ့မနေနိုင်ကြ။ဒီလိုตาယာချမ်းမြေ့လာတဲ့ကိုဩကတို့ရဲ့တိရိခေယကလေးမှာအမျော်လင့်ပဲလောကရန်လက်ကျန်းကြီးရဲ့ရိုက်ပုတ်ညှဉ်းပန်းခြင်းကိုခံလိုက်ရတယ်။ရက်ဆက်လိုက်တဲ့ကံကြမ္မာမြတ်တန်နေကိစ္စတစ်ခုဖြစ်ခရီးအသွားမှာ မတော်တဆကားတိုက်မှုဖြစ်ပြီးအသက်ဆုံးမသွားခြင်းဖြစ်လေတယ်။ကိုကအယူတစ်ပိုင်းမျှခန်းစားလိုက်ရတယ်။ယူကြောင်ကြောင်ပဲဖြစ်သွားတယ်လို့ရှိတယ်။သမီးလေးကတစ်နှစ်ပင်မပြည့်တတ်သေး။ယူမတက်အသက်ကွေးကြီးခန်းစားနေရတဲ့ကိုကကိုကျွန်တော်တို့ဝိုင်းဝန်းဖေးမှနှစ်သိပ်ပေးကြရတယ်။တရားဖြစ်အပူကိုညှိမ့်သက်ပေးရန်ကြိုးစားကြရတယ်။ကျွန်တော်တို့တွေစုတ်တက်တက်ဖြစ်ဂယုနာတက်ခရရတဲ့ကိုကမှာ ဇနီးတဲ့မြားသားနှင်းကိုပဲအစွဲလန်းကြီးစွဲလန်းကအိမ်မက်တွေမှတ်တယ်လို့ပြောလို့ပြော တနေရာမှာတွေ့လိုက်တယ်လို့ဆိုလို့ဆိုမကြခင် ပြန်လာမယ်လို့မျှော်လို့မျှော်ဖြစ်အချိန်ရဲ့ကုစားမှုကတော်တော်နဲ့တက်တာချင်းမရှိခဲ့ပေရက်မှလာပြောင်းလာမှနှစ်ပြောင်းပြောင်းလဲလာခဲ့လေတယ်ကိုကသူ့ရဲ့ဇနီးမြားသားနှင်းကိုမေးမရခဲ့မြားသားနှင်းအတွက်ကုသိုလ်ကောင်းမှုတွေမပြတ်လောက်တယ်သမီးလေးနှင်းဥကလွယ်မှာ အဖိုးအဖွားတို့နဲ့ဖခင်လက်ပေါ်မှာကြီးပြင်းလာရတယ်။တားဖြစ်သူရဲ့အပူကိုမြင်ရတဲ့မိဘတို့ဟာကိုအိုးကာရဲ့စိတ်များပြေပြောက်စေရန်နောက်အိမ်အောင်ပြူကိုတိုက်သွင်းကြတဲ့အခါကိုအိုးကာဒေါသပုံထလိတော့တယ်။ကျွန်တော်မြတ်တန်ညာလွယ်ဘသူ့မှမချစ်ဘူး။မချစ်နိုင်ဘူး။စားမထိုးနိုင်ဘူး။ကျွန်တော်ဒီလိုပြောတာရက်ဆက်တာပဲ။မြတ်တန်နဲ့မသိဘူး။မြတ်တန်နဲ့ကျွန်တော်ရင်ထဲမှာရှိနေတယ်။အသက်ရှင်နေတယ်။ဒါရဲ့ ီလောက်ကြီးအစွဲလမ်းမကြီးပါနဲ့သူလဲဘဝတပါကူးပြီးနောင်ဘဝမှာပျော်နေလောက်ပါပြီကိုကမိခင်ကြီးကတက်ဆွမ်းသမျှဖြောင်းပြတယ်မရကျွန်တော်တို့ကဘေးကနေဝိုင်းပြောကြည့်တယ်လက်မခံခမရတို့ကမစားမနာနဲ့လာမပြောကြပါနဲ့ဗျာသမီးလေးကိုဘယ်မိတွေလက်အောင်မှာကျွန်တော်မအံ့နိုင်ဘူးကျွန်တော်ရဲ့မြသားနှင်းရဲ့သမီးလေးရဲ့ဒီမိသားစုလေးကိုမဖြိုခွဲကြပါနဲ့ခမရတို့မသိပါမယ်ကျွန်တော်သိတယ် မြတ်တန်နဲ့ကျွန်တော်တို့မိသားစုထဲမှာပဲရှိတယ်။နောက်ထပ်ပြောလိုက်ရင်ခမားတို့နဲ့ကျွန်တော်လည်းရန်သူပဲ။ကျွန်တော်တို့လက်လျှော့လိုက်ရတယ်။ဆင်စက်ကိုအုပ်ကယူသွတ်သွားခြင်းမဟုတ်ပါ။စိတ်ကမဖောက်ပြန်ပါ။အစွဲလန်ကြီးမားခြင်းသာဖြစ်ပါတယ်။ကိုအုပ်ကအပြောနဲ့အလုပ်လဲညီရဲလို့ဆိုရပါမယ်။ဘယ်မင်းကလေးကိုမှစိတ်ဝင်စားခဲ့။ထပ်မံအိမ်တော်မပြုတ်ခဲ့။သမီးလေးကိုပြုစုရင်အချိန်တွေကုန်လွန်လာခဲ့တယ်။ ကိုဥကရဲ့ဖခင်မိခင်တို့ကပဲကွယ်လွန်သွားခဲ့ကြပြန်ပါပြီ။တမီလေးနှင်းဥကလွှဲမယ်လဲအသက်20ရှိလာခဲ့ပါပြီ။တက္ကသိုလ်ကျောင်းသူဖြစ်လာခဲ့ပါပြီ။တခါတည်းရန်ကျွန်တော်ကတမီရဲ့ဖေးကြီးကိုမိမမပေးစားတော့ဘူးလားလို့နှင်းဥကလွင်ကိုနောက်တက်တယ်။ထိုအခါဟဲ့ဖေးကြီးကလည်းဘယ်မိမမှထိတ်မှမဟုတ်ဘူး။ဖေးကြီးထိတ်မှဆိုရင်လည်းတမီရသဘောမတူဘူးခွင့်မပြုနိုင်ဘူးလို့ပြက်ပြက်သားသားဖြေတတ်တယ် သူ့ကိုပြုစုဖို့လိုသေးတယ်လေကွယ်။သမီးရဲ့ဖေကြီးကအသက်ကြီးလာပြီလေ။သမီးပြုစုမှာပေါ့။အခုလည်းသမီးပဲပြုစုတာပဲဟာ။သမီးပြုစုတာဥရောသိတာပဲ။သမီးကရမ်းလိုက်ပါပြီ။ဖခင်ပေါ့အလွန်တိတက်တဲ့မိန်းကလေးဆိုတာဥရောလက်ခံပါတယ်။ဒါပေမဲ့တနေ့ကျရင်သမီးကချစ်သူတွေ့ပြီ။ဟဲ့ဟဲ့။သမီးဖေကြီးကိုဘရောမှခွဲမသွားဘူး။ချစ်သူလည်းမရှာဘူး။ကျွန်တော်တို့ပြုံးနေမိကြတယ် ဒါပေမဲ့ကိုအိုကတော့တားပါမှာတကယ်ပင်ထူးခြားလာတယ်။ကိုအိုကကိုပတ်ဝန်းကျင်ကမိမဆက်လာတိုင်းနှင်းအိုကလွန်ကရောကိုအိုကကပါလုံးဝညှင်းဆန်ကြသလိုနှင်းအိုကလွန်ကိုချစ်တယ်လို့ချင်းကပ်လာကြတဲ့လူငယ်တိုင်းကလည်းနောက်လန်သွားကြတာကြီးဖြစ်လေတယ်။သူတို့တားဖားရဲ့နှောင်ပွဲမှုတဲ့သူဘဒူးမှကြားမဝင်နိုင်။ထို့သူကြားမဝင်နိုင်ခြင်းမှာမြတ်တက်နှင်းကရစ်ပတ်ထားခြင်းကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့လက်ခံကြတယ်။အခုတော့ကိုအိုကရဲ့စကားကထူးထူးဆန်းဆန်း ကျွန်တော်မိန်းကလေးတယောက်ဆွဲလန်းနေမိပြီဗျာတဲ့ဘယ်ကလဲလို့ကျွန်တော်စူးစမ်းတဲ့အခါမလုံးမလဲသောမျက်နှာမဝတ်မရဲသောအမှုရာဖြင့်ခမားတို့ကျွန်တော်တို့ရဲ့မိတ်ဆွေကိုစိန်တင်ရဲ့သမီးလေးပဲဗျာဘယ်ကိုစိန်တင်လဲဟိုဗျာကျွန်တော်တို့ရက်ွက်ထဲကနေအမန်းလေးကိုပြောင်းသွားတဲ့ကိုတင်စိန်လေးဗျာခမားမမှတ်မိဘူးလားကျွန်တော်ဇနီးမြတ်သက်ဆုံးပြီးတော့မကြခင် ပြောင်းသွားတယ်လေ ကိုစိန်တင်ကိုမှတ်မိပါရဗျာကျွန်တော်အံ့ဩတာကခမားသဘောကြတာကိုစိန်တင်သမီးဆိုလိုပါခလေးမတွေကအသက်ဘယ်လောက်ရှိပြီလဲကျွန်တော်အထင်18ပေါ့ဗျာဟာဗျာကျွန်တော်ဘာပြောရမှန်းမယ်မသိတော့ပါကိုးကောက်ကိုသာငေးကြောင်ပြီးကြည်နေမိတယ်အင်းကျွန်တော်သမီးနှစ်ယောက်ကလွန်ထတာငယ်မှာပေါ့ဗျာ ခမည်းသမီးကဘလုံးမသဘောတူမှာမဟုတ်ဘူးကျွန်တော်သိပါတယ်ကိုစိန်တင်တော့ကလက်ခံမလဲလားဗျာအဲ့ဒါလည်းသိပါတယ်ကောင်းမလေးရောခမည်းကိုမဟုတ်ဆိုးဘူးသူ့ဖေလောက်ကြီးကိုပြန်ချင်းမလဲလားဗျာအဲ့ဒါလည်းသိပါတယ်ဒါနဲ့မရဗျာဒါပေမဲ့ခမည်းမသိဘူးကျွန်တော်ပဲသိတယ်သူ့ကိုတွေ့တွေ့ချင်းကျွန်တော်ဆွဲလန်းသွားတာ ကျွန်တော်ကရုတ်တရက်သတိရလိုက်တဲ့ဖြစ်ဘာလဲညတန်နေနဲ့တူးလို့လားလို့မေးလိုက်တယ်သူပုံငေးသွားတယ်ပြီးမှညတန်နေနဲ့တူးတော့မတူပါဘူးစင်တယ်လို့ပြောရင်တော့ရမယ်ထင်တယ်အဲအဲ့ဒီရုပ်ကြောက်လည်းမဟုတ်ဘူးဗျတမျိုးပဲစိတ်ထဲကဖြစ်သွားတာခမရတို့တွေ့ခဲ့ပုံလေးကိုပြောပါအောင်ဟိုရင်လားကဗျာကျွန်တော်အလောက်ကိစ္စနဲ့မန်းလေးသွားလीအ အလောက်ကိစ္စပြီးတော့မပြောင်းခင်တည့်ရမှာဖះလျှောက်ဘူးတယ်မဟာမျက်မှုနေမှာကိုစိန်နင်းတို့လင်မရနဲ့သွားတွေ့တာနဲ့သူတို့ကအင်းလက်ခေါ်လို့လိုက်သွားတာအဲ့ဒီမှာသူတို့သမီးလေးကကော်ဖီလာချပေးတယ်အဲ့ဒီကောင်မလေးပဲကော်ဖီချပြီးတောက်ပါအောင်လို့မော့ပြောမှာသူ့မျက်လုံးလေးနဲ့ကျွန်တော်စုံတယ်စုံစုံချင်းရင်းနေခုံပြီးတော့ထူးထူးဆန်းဆန်းခန်းစားလိုက်ရတယ်သူ့ကိုရင်းနေနေတိဘူးကြုံမှုနေတယ်လို့ပဲသူကလည်းကျွန်တော်တအံ့တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်နေခဲ့တယ်။အဲ့ဒီမျက်လုံးလေးတွေကတော့မြတ်တဲ့မျက်လုံးမျိုးပဲ။အဲ့ဒါခမရယောဂဟောင်းထလာတာပဲ။မြတ်တဲ့နဲ့ဆုံးစင်ကခံစားရတာမျိုးနဲ့မတူပါဘူးဗျာ။သူ့နမယာဘသူတဲ့လဲ။ပန်းယောနဲ့သူ့မန်းလေးမှမွေးရလား။ဟုတ်တယ်။ရန်ကုန်မှာတော့ကသူတို့မှာတားတယောက်ပဲရှိရလေ။ ပန်းယုံကရန်ကုန်မှာကိုဝင်ရှိခဲ့ပြီးတော့မန်းလေးမှာမွေးတာတဲ့ခမရပန်းယုံနဲ့စကားပြောပြလားတခွန်းမှမပြောပြခဲ့ဘူးကျွန်တော်တက်ပြင်ချလိုက်တယ်ဒါဖြင့်ခမရဘာဆက်လုပ်မယ်လို့စိတ်ကူးလဲပန်းယုံကိုလက်ထပ်ခြင်းနဲ့ဒုက္ခပဲကိုကကြီး ဖေကြီးကမန်းလေးကပန်းရုံးဆိုတဲ့ကောင်မလေးကိုလက်ထပ်ယူမယ်။သမီးတဘောသူလားလို့သမီးကိုမေးတယ်ဥယျာဉ်။အဲ့ဒါသမီးကသဘောမတူဘူးလို့ပြောလိုက်တယ်။ဦးစင်းစားကြည့်လေ။အဲ့ဒီပန်းရုံးကသမီးထက်တောင်ငယ်သေးတာ။နှင်းအုပ်ကလည်းကကျွန်တော်ကိုလာရင်ဖွင့်တယ်။သမီးစိတ်မပူပါနဲ့။မဖြစ်နိုင်ပါဘူး။ तू လက်ထပ်ခြင်းပဲမဲ့ပန်းရုံးကလက်ခံမှာမဟုတ်ပါဘူး။ပန်းရုံးမိဘတွေကလည်းသဘောတူမှာမဟုတ်ပါဘူး။ ။ဒါပေမဲ့ဖေးကြီးကအသေးအံဖြစ်နေပုံပဲ။နောက်တစ်ပတ်တော့မန်လီတက်အောင်မလို့တဲ့။သမီးကမလွတ်နဲ့ပေါ့။ရမှာမဟုတ်ဘူးရဲ့။မရတဲ့အတူတူသမီးပါလိုက်သွားမယ်လို့စိတ်ကူးတယ်။သမီးကြောင်းကလည်းပြိတ်ထားတာပဲလေ။သမီးလိုက်သွားပြီးတော့ပန်းရုံနဲ့ပါတွေ့မယ်။မဖြစ်နိုင်ကြအောင်ပြောလိုက်မယ်။သမီးဖေးဖေးကြီးကစိတ်ဆိုးမှာပေါ့။ဆိုးပလေစေ။မမေ့နေရာမှာသမီးထက်ငယ်တဲ့သူကိုအစားမထိုးနိုင်ဘူး။ဟော ဘသူဖြစ်ဖြစ်မမေ့နေရအောင်လုံးဝမပေးနိုင်ဘူးဒီလိုနဲ့ကိုကတို့တားဖမန္တလေးတက်သွားကြတယ်သူတို့မှာရည်ရွယ်ချက်ကိုစင်းနေဖြစ်တယ်ကိုကကပန်းရုံးနဲ့တွေ့ရန်လက်ထပ်ဖို့အတွက်ကြိုးစားကြည့်ရန်ဖြစ်လေတယ်နေဥကလည်းကလည်းပန်းရုံးနဲ့တွေ့ရန်ဖခင်နဲ့မဖြစ်နိုင်ကြောင်းကိုဥကနဲ့ပန်းရုံးလက်မထပ်ဖြစ်ရဖြတ်ရန်ဖြစ်တယ်ဘာတွေဖြစ်လာမလဲအဖြေဘလို့ထွက်လာမလဲကျွန်တော်ရင်မောစွာကြံ့ရစ်ခဲ့တယ် န္တလေးမှပြန်ရောက်ရောက်ချင်းကျွန်တော်စီကိုပြေးလာတော့မှကိုအိုးကဖြစ်တယ်။သူ့မျက်နှာကြည်လင်ရှင်ပြနေအောင်တွေ့ရတယ်။မင်္ဂလာသတင်းပြုကိုတော်ကြီး။ဆက်စားချင်းမှကိုအိုးကပြောတဲ့စကား။ဆိုပါအောင်ကိုအိုးကဘလို့မင်္ဂလာသတင်းလဲ။ပန်းယုံပေါ့ဗျာ။ပန်းယုံပါပဲလေ။တခြားတယောက်နဲ့ပန်းယုံမင်္ဂလာဆောင်တော့မှာမို့လား။ကျွန်တော်က အရှုံးအပြတ်စကားများပြောလိုက်တာ ਉਹ ပဲကိုအုပ်ကမျက်နှာပြက်သွားတယ်ခမရကလည်းဗျာပောက်ကွေရတွေကျွန်တော်ကစကားကောင်းပြောမှာမနောက်ပါနဲ့ဗျာဟုတ်ပါပြီပြောပါဗျာပြောပါပန်းယုံနဲ့ကျွန်တော်လူကြီးတွေ꿰ရမှာတွေ့ခဲ့ရတယ်တွေ့တာနဲ့ကျွန်တော်လဲတားမရစီးမရတဲ့စိတ်ကိုလှုပ်ပေးလိုက်တယ်ပန်းယုံကိုလက်ထပ်ပြရစီလို့ခွင့်တောင်းလိုက်တယ်ကောင်းမတွေကဘာပြောလဲသူ့ကိုလက်ထပ်ခြင်းရဲ့ ူ့မိဘတွေကိုပြောပါတဲ့သူ့သဘောရောခမောင်မမေးဘူးလားမေးတာပေါ့ဗျာ तू ကကြုတ်ကိုမငင်းပါဘူးတကယ်တကယ်ပေါ့ဗျာနှင်းဥကလွန်အောင်ဘာပြောလဲသမီးနဲ့ပန်းယုံကိုပေးတွေ့လိုက်တယ်ကျွန်တော်ရင်တထိတ်နေပေါ့ဗျာသမီးကကျွန်တော်ကိုဘယ်မိမနဲ့မှသဘောမတူခဲ့တာခမ ्या တိတာပဲဟုတ်တယ်လေအခုမန်းလေးကိုလိုက်တာတော့ ဲ့ဒီပန်းယုံတဲ့ကိစ္စဖျက်ရအောင်လိုက်လာတာပဲဟာဟာခမရတို့တမီးကအဲ့လိုပြောသွားတာလားဟုတ်ပါဗျာอืมဟုတ်မှာပါဒါပေမဲ့ပြောရရင်ခမတိတ်အံ့ဩသွားမယ်ကိုတော့တမီးကပန်းယုံနဲ့တွေ့ပြီးတော့ကျွန်တော်ပြောတယ်ဖေကြီးပန်းယုံကိုလက်ထပ်ချင်လက်ထပ်ပါတဲ့တမီးလည်းပန်းယုံကိုချစ်တယ်တဲ့ဗျာကျွန်တော်အံ့ဩမှုကအထုတ်ထိတ်သူရောက်သွားခဲ့ရတယ်ဘလို့တွေဖြစ်ကုန်တာလဲ ဘာကြောက်လဲကျွန်တော်ရင်ထဲမှာသိကျင်စိတ်တွေပြင်းထန်သွားခဲ့ရတယ်။ထိုသိကျင်စိတ်ရဲ့စိတ်ဆုံမှုကြောင့်ကျွန်တော်နှင်းအုပ်ကလွင်နဲ့တော့တွေ့ခဲ့တယ်။သမီးကကိုအုပ်ကကိုပန်းရွံ့တဲ့သဘောတူလိုက်ပြီဆို။ဟုတ်တယ်ဦး။သမီးမေမေရဲ့နေရာကိုဘယ်သူမှအစားမထိုးနိုင်ဘူးဆို။ဟုတ်တယ်လေ။ဒါဖြစ်အခုဘာကြောင့် ။တမီးကပန်းယွန်းကိုမမေ့နေရမှာထားနိုင်လို့ပေါ့။ဦးတော့နားမလဲတော့ဘူး။တမီးကပန်းယွန်းကိုတွေ့တော့ချစ်သွားတယ်။တမီးချစ်သွားတာကတငယ်ချင်းလို့ညီမလို့မဟုတ်ဘူး။အမေတယောက်လိုချစ်သွားတာအဲ့ဒါကြောင့်ဥရောခေါင်းရှုံနေသေးပဲပန်းယွန်းကလည်းသမီးကိုချစ်တယ်တဲ့ကျွန်တော်မှဗဟေတိတဲ့ဘုတ်ကိုအဖြေထုတ်မရသူကဲတူပင်အဖြေရှာလေရှာမရလေ နင်းအုပ်ကလည်းမျက်နှာမှာတော့ကိုအုပ်ကလိုပဲကြည်လင် ရှင်ပြနေတာကိုတွေ့ရတယ်။ကောင်းပါရဲ့သမီးရဲ့ဒါလက်တွေ့ရတဲ့ဆုံးဖြတ်ချက်ပါပဲ။ပြောတာပြောခဲ့ရတယ်။သူတို့တွေအတွက်ဝမ်းသာရတာကတစ်ဖက်သူတို့တွေရဲ့ရေဆက်စမ်းကြယ်မှုကိုညံမမီတာကတစ်ဖက်ကျွန်တော်ကောင်းတယ်မှာလွန်ဆွဲနေစေ။မကြမီပင်မန်းလေးမှာဆင်းလာတဲ့ကိုစိန်တင်နဲ့တွေ့ရတယ်။ကိုစိန်တင်ဆင်းလာတာက ကိုဥကာနဲ့ပန်းယုံတို့ရဲ့မင်္ဂလာကိစ္စအတွက်ဖြစ်လေတယ်။ဘလို့မှတော့မထင်ပါနဲ့ဗျာ။ကိုစိတ်နေခမည်းကခမည်းသမီးနဲ့ကိုဥကာကိုသဘောတူတာပဲလား။ကျွန်တော်မိကွန်ကမသိလျော်မှန်းသိပါတယ်။သို့တော့ရင်းနေဘူးတော့သူများမှုအာမနာပါမနာမေးလိုက်မိချင်းဖြစ်လေတယ်။ကိုစိတ်နေကလေအေးအေးဖြင့်ရှင်းပြတယ်။ခမည်းမေးမယ်ဆိုရင်လည်းမေးတင်တယ်။ ရိုးရိုးသားသားပြောရရင်ကျွန်တော်သမီးနုနုထွတ်ထွတ်လေးကိုခလေးတယောက်ဖေမုတ်ဆိုးဖို့လူကြီးတယောက်နဲ့ဘယ်ပေးစားချင်ပါမလဲဒါပေမဲ့သမီးကကိုအုပ်ကဘက်ကပါနေပြီဆိုတော့ကိုအုပ်ကဘက်ကပါတယ်ဟုတ်လားဟုတ်တယ်ကိုအုပ်ကကအိမ်အောင်ရှိဘူးတဲ့သူမို့စီယုံကောင်းသွားလို့မဟုတ်ပါဘူးသမီးကိုနိုင်ကကိုအုပ်ကကိုမြင်တာရှိနေတာကိုဗျကျွန်တော်အဲ့ဒါကိုတိတ်သဘောမပေါက်တာ စမ်းကြဲတဲ့ဖူးစာလိုပဲမှတ်ပေါ့ဗျာဒါပေမဲ့ခမားနားလဲအောင် ပြောရရင်တော့ဒီလိုဗျကျွန်တော်တို့ရန်ကုန်ကနေမန္တလေးကိုပြောင်းတော့ကျွန်တော်ဇနီးမှာကိုဝန်ပါသွားတယ်အဲ့ဒီကိုဝန်ကိုမန္တလေးမှာမွေးတယ်အဲ့ဒီခလေးကပန်းယွန်းပဲပန်းယွန်းနှစ်နှစ်ကျော်သုံးနှစ်စကားပြောတတ်တဲ့အရွယ်မှာတစ်ခါတခါထူးထူးဆန်းဆန်းတွေပြောတယ်ဗျသူ့အိမ်ကဒီအိမ်မဟုတ်ပါဘူးလို့သူ့မှာယောက်ျားရှိတယ်လို့ သူ့မှာသမီးရှိတယ်လို့ပေါ့ဗျာ။အဲဒီတော့ကျွန်တော်တို့ကတယောက်ယောက်ဝင်စားတာလားလို့အကြံဉာဏ်တွေးခဲ့ကြတယ်။ပန်းယွန်ကြီးလာတော့လေအဲ့ဒါတွေထပ်မပြောတော့ပါဘူး။ဒီတော့ကျွန်တော်တို့လည်းမိမိပျော့ပျော့ပေါ့ဗျာ။ဒါပေမဲ့တခုတော့ရှိတယ်ဗျ။ပန်းယွန်ကိုချစ်လို့လာပြီးတောင်းရင်ကြတဲ့သူတွေရှိတယ်။ရုပ်ချော၊အုပ်စဖော်၊ပညာတတ်တွေပါပဲ။ပန်းယွန်ကလက်မခံဘူးဗျ။လုံးဝခါခါသေးသေးပါပဲ။အဲ ခူးကြမှာဗျာကိုကောကသူ့ကိုလက်ထပ်ချင်းနေဆိုတော့သူကလိုလိုလားလားကိုလက်ခံတယ်အဲ့ဒါမဆန်းဘူးလားဗျာဒါနဲ့ပဲကျွန်တော်တို့လင်မယားကသဘောတူလိုက်ကြရတာပန်းယောဟာတစ်ချိန်ကကိုကောရဲ့ဇနီးမြားတတ်နေမြားလာတော့မပြောတတ်ပါဘူးဗျာကျွန်တော်စိတ်ထဲမှာနည်းနည်းရှင်းသွားတယ်လို့ထင်ပါတယ်ကိုကောကသူ့ဇနီးမြားတတ်နေရဲ့ပခုံးမှာအမှတ်ကြီးတစ်ခုရှိတယ်လို့ပြောတယ်ဗျာ အဲ့ဒါသမီးမှလည်းပခုံးမှာအမှတ်ကြီးတခုရှိတယ်လေကိုစိန်တင်ရဲ့နောက်ဆက်တွဲစကားကိုအုပ်ကနဲ့ပန်းယွန်းတို့မင်္ဂလာပွဲကအခက်ခဲမရှိအောင်မြင်သွားခဲ့ပါလိမ့်ပြီအခုတော့ကိုအုပ်ကတို့မိသားစုလေးမှာသုံးယောက်ပြန်ဖြစ်သွားတယ်ပျော်ရွှင်ချမ်းမြေ့ဝဲတိရိဂေဟာလေးပါကိုအုပ်ကလည်းပန်းယွန်းကိုချစ်ပန်းယွန်းကိုနှင်းဥကလည်းချစ်နှင်းဥကလည်းကိုပန်းယွန်းကလည်းချစ်အချစ်အင်ကလေးဖြစ်နေလေတယ် သူတို့အခေါ်အဝေါ်တွေကိုလည်းကြည့်ပါအောင်ကိုဩကာကပန်းယွန်းကိုချဲ့တဲ့ဘိုးတော်ကမြတ်တန်နှင်းကိုခေါ်သလိုပန်းယွန်းကလည်းကိုဩကာကိုကိုဩဦးတဲ့ဘိုးတော်ကကိုဩကာကိုခေါ်သလိုပြီးတော့ပန်းယွန်းကသူ့ထက်ကြီးတဲ့နှင်းဩကာလွန်ကိုသမီးတဲ့နှင်းဩကာလွန်ကလည်းသူ့ထက်ငယ်တဲ့ပန်းယွန်းကိုအမေတဲ့ကဲကျွန်တော်တို့ဘာပြောကြမလဲခံမိရချစ်ဆက်လန်းလို့ပဲပြောကြမလား โอเคစာရေးသူတွေတကွာအနာစင်နေကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါစေ